မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့မှာရှိတဲ့တပ်စခန်းများအလုံးကိုတိုက်ခိုက်သိမ်းပိုက်ရမှာလေရင်ပြစ်လက်နက်နှစ်လက်အပါအဝင်လက်နက်မျိုးစုံ600ကျော်နဲ့ခဲရအမျိုးအများကိုရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇော်လာ25ရက်နေ့ကစတင်ပြီးတော့နောင်ချိုမြို့ကိုစတင်တိုက်ခိုက်ခဲ့ပြီးဇော်လိုင်လ10ရက်နေ့မွန်းလွဲ3နာရီအချိန်မှာနောင်ချိုမြို့မှာရှိတဲ့တပ်စခန်းများအားလုံးကို TNL နဲ့မန္တလေး PDF DPLA ပူးပေါင်းတပ်ဖွဲ့တွေကအလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲကာလအတွင်းမှာစစ်ကောင်စီရဲ့လက်နက်ခဲယမ်းများအတွဲလိုက်ပစ်ဒုံးလက်နက်ကြီးအပါအဝင်လေယာဉ်ပစ်လက်နက်နှစ်လက်ရေဒါဆက်တစ်လုံးလက်နက်မျိုးစုံ136လက်60မမ15လက်80မမ2လက်ဆက်လက်18လက်ဒုံးပစ်ကြီး10တစ်တာမိုင်းခဲယမ်းမျိုးစုံအများအများနဲ့ စစ်အုံဆောင်ပစ္စည်းများကိုရှင်းလင်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။နောက်ချုံမြို့မှာရှိတဲ့စစ်ကောင်စီတပ်စခန်းများအားတိုက်ခိုက်သိမ်းပိုက်ရမှာလက်နက်မျိုးစုံ600ကျော်ကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရပါတယ်။နောက်ချုံမြို့မှာရှိတဲ့ခမာရ114စခန်းခမာရ115ဒုံးတက်ရင်606နဲ့အုံမတီအုံမခါစခန်းကြောက်ကြမ်းစခန်းရွှေညောင်မဲစခန်းဂန်းကောခဲမော်စက်ယုံတိုးဂိတ်စေးယုံဘူရာယုံနဲ့ ရဲစခန်းအပါဝင်အစိုးရဌာနဆိုင်ရာရုံးများကိုအလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။ဇူလိုင်လ17ရက်နေ့1027ဆက်စင်ရေးဒုတိယလှိုင်းအတွင်းမှာ TNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကပထမဆုံးသိမ်းပိုက်ရရှိတဲ့မြို့အဖြစ်နဲ့နောင်ချိုမြို့ကိုအလုံးစုံထိန်းချုပ်ထားပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမန္တရမြို့နယ်အရှိချမ်းစစ်ကောင်စီအုပ်စုရဲ့တပ်တုံ၁၄လေချောင်းရံကာကွယ်ရေးအင်ဂျင်နိုင်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်ကတိမ်းယူရရှိခဲ့တဲ့လေရင်ပြစ်လက်နက်ကြီးတွေနဲ့ပတ်သက်ပြီးတော့မန္တလေး PDF ကလေ့ကျင့်ပြင်ဆင်ပြီးပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တရမြို့နယ်အင်ဂျင်နိုင်တပ်စခန်းကရရှိထားတဲ့လေရင်ပြစ်စစ်တပ်နဲ့အကြီးများနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ပြင်ဆင်ပြီးကြောင်းထုတ်ပြန်အပ်ပါသည်လို့ မန္တလေး PDF ကဒီကနေ့ဇွန်လ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။လေရင်ပြည့်ဆက်သက်နဲ့ချင်းဗနလက်ကိုတင်းစီရရှိလဲဆိုတာကိုတော့မန္တလေး PDF ကအသေးစိတ်မထုတ်ပြန်ပဲလေရင်ပြည့်ဆက်သက်နဲ့ချင်းတလက်နဲ့ရဲဘော်တွေအောင်ပွဲခံနေတဲ့ဓာတ်ပုံကိုထုတ်ပြန်လာပါတယ်။မရီယာနဲ့အမတ်13ရက်14အင်ဂျင်မြိုင်လေချောင်းရံကာကွယ်ရေးတပ်အပါဝင်စေတော်တပ်စခန်းပန်းတလဲတောင်တပ်စခန်းရေစိုးတောင်တပ်စခန်းနေကျော်တောင်တပ်စခန်းရွှေပထိုးတပ်စခန်းကြောက်ခလုတ်တပ်စခန်းနဲ့အယ်ဖာဗီလက်မြေစစ်ရုံရဲ့စိုးမိုးခုံးဖြစ်တဲ့ မြေနီတောင်တဆခန်းတို့ကိုအပိတတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးလက်နက်မျိုးစုံ125လက်နဲ့ခဲယံဆက်ဆက်ပစ္စည်းအများအပြားကိုသိမ်းဆီးရမိခဲ့ကြောင်းမန္တလေး PDF ကဇူလိုင်လ2ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းမှာဖမ်းဆီးရမိခဲ့တဲ့စစ်တုံးပန်းတွေနဲ့လက်နက်ချအများခံသူစုစုပေါင်း64ဦးဖမ်းဆီးရမိခဲ့သလိုအမျိုးသမီးတက်ကြီးရွယ်ဦးများနဲ့ကလေးတငယ်တွေအပါအဝင်တပ်မိသားစုဝင်စုစုပေါင်း118ဦးခန့်ကိုလည်းကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။ မရိယာမြို့နယ်စစ်စင်ရေးတွေမှာမန္တလေး PDF နဲ့အတူဒေသခံအဖွဲ့အစည်းတွေဖြစ်တဲ့မရိယာမြို့မှန်တပ်ဖွဲ့ SSTF တပ်ဖွဲ့တို့ဟာလည်းပူးပေါင်းပါဝင်ပြီးတော့တိုက်ခိုက်နေတယ်လို့မန္တလေး PDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဇော်လ25ရက်နေ့မှာစတင်ခဲ့တဲ့1027စစ်စင်ရေးအပိုင်းနဲ့နဲ့အတူမရိယာနဲ့စင်ကူးနယ်တဲကစစ်စင်ရေးတွေဆောင်ရွက်နေရမှာမရိယာနယ်ကစစ်စခန်း25ခုနဲ့စင်ကူးနယ်ကစစ်စခန်း7ခုစုစုပေါင်းစစ်စခန်း36ခုအထိတိမ့်ပိုက်ရရှိထားပြီလို့မန္တလေး PDF ကဇော်လ9ရက်နေ့မှာထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းပလောမြို့နယ်မှာအင်အား90ခန်းနဲ့စစ်ကြောင်းထုတ်လာတဲ့စစ်ကောင်စီတပ်ကိုတိုက်ခတ်ရာဘုံမူးတပ်ထွန်းအောင်အပါအဝင်စစ်သား5ဦးသေဆုံးပြီး2ဦးကိုအရှင်ဖမ်းဆီးရမိက PDF တပ်ဦးကြာဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ10ရက်နေ့မွန်လွယ်7နှစ်နာရီဝင်းကျင်အချိန်မှာတနင်္သာရီတိုင်းပလောမြို့နယ်ငားမိုင်ကျေးရွာအနီးကိုအင်အား90ဝင်းကျင်နဲ့စစ်ကြောင်းထုတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံခလာရ2ရှင်း5စစ်ကြောင်းကိုတော်လိုင်းတပ်များကဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကဗုံမှုတပ်ထုံးအောင်အပါဝင်စစ်သား5ဦးတိတ်ဆုံးခဲ့ပြီးတော့စစ်သား2ဦးကိုလက်ရဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။တိတ်ဆုံးသူများဟာဗုံမှုတပ်ထုံးအောင်တက်ကြက်ကြီးခင်မောင်သိန်းတက်ကြက်ခိုင်လင်းအောင်တက်ကြက်တင်ဆုံးဒုတက်ကြက်ပန်းဦးမြင့်တို့ဖြစ်ပြီးတော့အရှင်ဖန်းစီရမိတဲ့စစ်တုံးမှန်းနှစ်ဦးကတော့တက်ချက်မောင်ဖြူနဲ့တက်ချက်မြမောင်တို့ဖြစ်တယ်လို့သိရပါဗျ ဖမ်းဆီးရရှိတဲ့စစ်သားစစ်တုံးပန်း၂ဦးကိုလက်ရှိအချိန်ထိတော့ထိမ့်သိမ်းထားပါတယ်လို့ဘိတ်ခရိုင်အမှတ်တရတိုင်ရင်ကတာဝန်ရှိသူကပြောကြားထားပါတယ်စိတ်အောင်စီတပ်ကိုပြည်သူ့ကာကွယ်တပ်မတော်ပလောဘိတ်ခရိုင်အမှတ်တရတိုင်ရင်ကရဲအမျိုးသားကာကွယ်တပ် KNDO တပ်ရင်းခွန်တပ်ခွဲ၅ပလောဒေသကာကွယ်တပ် PRDF မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကဝမ်းရံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ် ဘိတ်ခရအမှတ်တဲတိုင်ရင်ကရဲဘော်တအူမစိုးရင်ကဒဏ်ရရှိခဲ့ပြီးတော့ပလောဒေတာကာကွယ်တပ် PRDF ကရဲဘော်တအူကြာဆုံးခဲ့ရတယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကစိန်ပြောင်းအပါဝင်တနက်အတိုးရှိမျိုးစုံလက်ပြဘုံများနေမိုင်းများနဲ့ဆက်ဆက်ပြည့်စည်အများအပြားကိုတင်စီရမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းကံမမြို့နယ်ကြီးမီးရွာမှာနေထိုင်တဲ့အုပ်ချုပ်ရေးမှုကိုဇူလိုင်လ10ရက်နေ့မှာဒေသခံကာကွယ်တပ်ဖွဲ့တွေကတနက်နဲ့ပြစ်တက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အသက်ခံရတဲ့သူဟာကြီးမီးကျေးရွာအုပ်ချုပ်ရေးမှုပြူစောတိခေါင်းဆောင်အသက်54နှစ်အရွယ်ရှိတဲ့ဦးမိုးကျော်ဖြစ်ပြီးတော့သူ့ရဲ့နေအိမ်မှာရှိနေတဲ့အချိန် ည10နာရီခန့်မှာဝင်ရောက်ပြစ်ခတ်ခဲ့တာလို့ဆိုပါရတယ်။လက်လုံတနက်နဲ့သူကစပြစ်ဖို့လုပ်တယ်။ကျွန်တော်တို့ဘက်ကလက်ဦးမှုရတော့တနက်နဲ့သုံးချက်ပြစ်လိုက်တယ်။နေရာမှာရင်ပွဲချင်းပြီးတည်သွားတယ်လို့တရက်ခရအမတ်လေးသတင်းတာဝန်ခံကိုမြက်ကပြောပြခဲ့ပါရတယ်။ပြစ်ခတ်ပြီးတဲ့နောက်မှာလက်လုံ short gun တစ်လက်ကြီတတော်ဓာတ်တစ်ချောင်းနဲ့ဖုန်း၃လုံးလုံးကိုတင်စီရရှိကဇူလိုင်လ17ရက်နေ့ဒီနေ့မနက်ပိုင်းမှာတော့အလောင်းကိုစစ်ကောင်စီတပ်ကလူနာတင်ကားနဲ့လာတယ်သွားတယ်လို့သူကဆက်ပြောပါရတယ်။ဦးမိုးကျော်ဟာသူ့ရဲ့အိမ်ရှိမှာလောင်းကစားဝိုင်းတွေပြုလုပ်နေတာ ဇွန်လ15ရက်နေ့ကစတင်ပြီးတော့စစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးကျေးရွာအတွင်းမှာရှိတဲ့အင်ဂျီ300ဂန်းကိုတအိမ်နောင်ကို3000နှုန်းနဲ့ကောက်ခံဖို့ပြင်ဆင်နေတာကြီးမီးရွာအနီးတစ်ဝိုက်မှာပြည်သူတွေစိုက်ပျိုးထားတဲ့ကျွန်းဆိုင်ခင်းတွေကိုလည်းစစ်တပ်နဲ့ပေါင်းပြီးတော့တင်းစီဓာတွေကိုပြုတ်လုပ်ခဲ့တဲ့အတွက်အခုလိုရှင်းလင်းခဲ့ရတာလို့ဆိုပါတယ်ဒီပြစ်ခတ်မှုကိုပြည်သူ့ကာကွယ်တပ်မတော် PDF အမှတ်၁စစ်ဒေသမကွေးတိုင်းတရက်ခရိုင်အမှတ်၄တိုက်ရင်နဲ့ကျောင်းသားလက်ယုံတက်တော် SAF ပူးပေါင်းစစ်ကြောင်းကရှင်းလင်းခဲ့တာလို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ3ရက်နေ့ကလည်းတရက်မြို့နယ်ပြင်းအိုင်အုပ်စုဆက်လက်ကြေးရွာကစစ်ကောင်းစီခန့်အသက်50အရွယ်အုပ်ချုပ်ရေးမှုစိုးနိုင်ဆိုသူလဲပြစ်ခတ်ရှင်းလင်းခံခဲ့ရသေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ဘကိုးတိုင်းပေါက်ခေါဂျိုးပင်ဝိုင်းကျေးရွာအုပ်စုအုပ်ချုပ်ရင်းမှုပြစ်ခတ်ခံရပြီးတော့တေဆုံးသွားပြီးတဲ့နောက်မှာအစားထိုးဝင်ရောက်လာတဲ့အုပ်ချုပ်ရင်းမှုအသက် ်ဝင်းတိုင်းမှာထပ်မံပြစ်ခတ်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပောက်ခေါင်းမျိုးနဲ့ဂျိုးပင်ဝိုင်းကြီးရွာအုပ်စုအုပ်ချုပ်ရေးမှူးပွားသီးကို PDF များကပြစ်ခတ်ရှင်းလင်းခဲ့ရမှာတေဆုံးသွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့တေဆုံးသူအုပ်ချုပ်ရေးမှူးပွားသီးရဲ့နေရာမှာအုပ်ချုပ်ရေးမှူးအသက်ဝင်းတိုင်းရောက်ရှိလာခဲ့တယ်လို့သိရပါတယ်ဇူလိုင်လ10ရက်နေ့မနက်9:40မိနစ်အချိန်ပဲခူးတိုင်းပြည်ခရိုင်ပေါက်ခေါင်းမြို့နယ်ဂျိုးပင်ဝိုင်းကျေးရွာအုပ်စုရွှေကူးရွာနေအုပ်ချုပ်ရေးမှူးအသစ်ဝင်းနိုင်ကိုပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်363ရက် PPDF တရင်တက်ခွဲတင်းနဲ့တက်ခွဲလေးကရွှေကူရွာအနီးမှာပြက်ခတ်ရှင်းလင်းရာဥကောင်းထိမှန်ပြီးတော့နေရာမှာတွင်ပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသွားတဲ့အုပ်ချုပ်ရေးမှုအသည့်ဝင်းနိုင်ဟာစစ်မှုထမ်းဥပဒေနဲ့စစ်သားတပ်များကိုစုဆောင်းရာမှာအဓိကပါဝင်ပြီးတော့ PDF ထောက်ဖို့များရဲ့သတင်းများကိုစုံစမ်းကစစ်ကောင်းစီထမ်းမှာတိုင်ကြားသတင်းပေးနေသူဖြစ်တယ်လို့သိရပါတယ်။ဘသူမှအုတ်ချုပ်ရင်းမှုမလုပ်ရဲငါလုပ်တယ်ကွာဆိုပြီးကြွေးကြော်ကအုတ်ချုပ်ရင်းမှုနေရာကိုရယူခဲ့သူဖြစ်တယ်လို့လည်းသိရပါဗျ ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအနေနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ထောက်တိုင်အုပ်ချုပ်ရေးမှူးများကိုပြက်ပြက်သားသားအေးအေးယူဆောင်ရွက်နေတဲ့အတွက်ကြံရှိနေတဲ့အုပ်ချုပ်ရေးမှူးများအနေနဲ့အချိန်မီယာရုကနေနှုတ်ထွက်ကြရန်ပြည်ခိုင်ပြည်သူ့ကာကွယ်တပ်မတော်3631 PPDF တရင်ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကသတိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပီတင်ဆက်ပေးရမယ်တရင်ကတော့မကွေးတိုင်းပေါ့မြို့နယ်တယောကိုင်းပြူစောတိကျေးရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ပြူစောတိများရဲ့နှိပ်စက်မှုဒဏ်ကုန်မခံနိုင်တဲ့အတွက် ပြည်သူ၁၀ဟာထွက်ပြေးလာပြီးမြိုင်ပကပထမ်းမှာလာရောက်ခိုလုံခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ9ရက်နေ့ပေါ့မြို့နယ်တယော်ကိုင်းပြူစောတိကျေးရွာကဒေါ်မြင့်ရီအသက်58နဲ့မခင်တက်လွင်အသက်32နဲ့တာဟိန်တန်ဖြိုးအသက်10နဲ့တာဟိန်တန်ဆိုးအသက်9နဲ့မနှင်းထထဝေအသက်16နဲ့မခိုင်နှင်းဦးအသက်16နဲ့ကိုရင်ဖတ်တီလူအမီမောင်တော်စင်ဖြိုးတို့ဟာမြေရက်ကနေဆုတ်ခွာထွက်ပြေးလာခဲ့ပြီးတော့ မြန်ပေါက်ပူပေါင်းတပ်ဖွဲ့ထံကိုထွက်ပြေးလာပြီးခိုလုံခဲ့တယ်လို့သိရပါဗျ။အလားတူပဲဇူလိုင်လ10ရက်နေ့ကလည်းဦးကျော်လွင် အသက်42နှစ်နဲ့ တာဖုံးရှံဖြိုးအသက်၈နှစ်နဲ့အတူနေလင်းဦးအသက်၁၄နှစ်တို့ထမှန်ထွက်ပြေးရရှိလာတယ်လို့သိရပါတယ်။ပေါ့မြို့နယ်ဇီးပြားပြူစောတိကျေးရွာနဲ့တရော်ကိုင်းပြူစောတိကျေးရွာတို့ကိုမြိုင်ပကဖနဲ့ပူပေါက်တပ်ဖွဲ့တွေကကျေးရွာပတ်ပတ်လဲမဝိုင်းရံပြီးတော့အဆအဆအရာရာပိတ်ဆို့ဖြတ်တောက်ထားတာဟာ၃နှစ်ကျော်ကြာမြင့်ခဲ့ပြီးတော့စံစီစားဝယ်ယူလို့မရခြင်းစံအနေငယ်နဲ့ဇတော်ပဲများရောရှက်ပြီးတော့ထမင်းကိုလည်းနတ်မှန်အောင်မစားရတဲ့အပြင်စစ်ကောင်စီတပ်သားများနဲ့လက်နက်ကိုင်းပြူစောတိများရဲ့ ်ပူပေါင်းနှိပ်စက်ခြင်းတွေကိုလည်းခံနေရတယ်လို့သိရပါဗါးအခုလိုမျိုးရိတ်ခါဖြတ်တောက်ခံရခြင်းအကြမ်းဖက်စစ်ကောင်စီတပ်သားနဲ့ပြူစောတိများရဲ့နှိပ်စက်မှုများကိုခံရခြင်းတွေကြောင့်နေရက်ကိုဆုတ်ခွာထွက်ပြေးလာခဲ့ပြီးဖတ်ပြေးလာသူများကိုစေဝါကုသပေးခြင်းနဲ့အစာရေစာများကောင်းမွန်စွာကျွေးမွေးထားရှိပြီးဘေးကင်းတဲ့နေရာတွေကိုပို့ဆောင်ထားတယ်လို့မြိုင်ပကဖကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။